အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ digital fusion communicator ပါကျွန်တော်အခု barcode printer တမျိုးဖြစ်တဲ့အာ zebra barcode printer လေးကိုဘယ်လို driver တမျိုးကျွန်တော် digital fusion software နဲ့ချိတ်ဆက်သုံးပြမယ်ဆိုပါဟုတ်ပြသပေးတော့မှဖြစ်ပါတယ်အရင်ဆုံး driver ဘယ်လို install လုပ်မယ်ဆိုတော့ပြသပေးပါမှဖြစ်ပါတယ်ပထမဦးစွာဒီ zebra z8 အစ်တလုံးလေးကိုဝင်လိုက်ပါ Khá sau này bác Này chứ này bác Vì ớ, ai ảnh sao gì vì ớ Này chứ cầu này bác Này chỉ cầu thành này bác Khá sau này bác here I have view my GPU NHK Vanilla here Tima Ran Ziva Sada or GPU Finish Vanilla here Finish Vanilla kha sang ba à sau à. à, à, đó làm pdf bà vi cuối giờ nó chạy vào install luôn bà vi à pi nó cho nó để thì cơm gì đó toàn quá pi nó báo cô thôi nhau này bị bác pi ở cô thôi mẹ báo cô thôi mẹ cơm gì cũng vô chịu bị bác pi báo cô chịu chịu bị bác application ပြီးတော့ဒီ paper site မှာဆိုတော့ပြည့်30 20အဲ40 30 50တော့ရှိပါတယ်ဒီ30 20 paper site မှာဆိုရင်တော့အဲ3029 paper site နဲ့3029 paper site ကိုထည့်လို့ရပါတယ်ဒီ3029 paper site ထည့်မယ်ဆိုရင်တော့တော့ဒီ folder လေးကိုဒီမှာဖြုတ်ပေးထားမှာဖြစ်ပါတယ်ပြီးတော့ဒီမှာ40 30 paper site ဖြည့်ပြီး50 30 paper site ရွှေ့ရပါတယ်ပြီးတော့ကျွန်တော် use မှာဒီ column paper ကိုဆက်နေပြီးပါ ပြီးတော့ကျွန်တော်ဒီမှာဒီ zebra ကိုတင်ထားတဲ့နာမည်လေးကိုတခြားပြပေးထားပါရပါပြီအခုဆိုရင်တော့အဲအခုဆိုရင်တော့ကျွန်တော်တို့ zebra printer လေးနဲ့ကျွန်တော်တို့ရဲ့ software နဲ့ app စာချိတ်ဆက်တော့ပြီးတော့ပြီအားလုံးကိုကျေးဇူးတင်ပါတယ် 啊。Uh huh.